ောင်းဆိုနေကြတာကြားပါပြီ။ Israel အဓိကတောင်းဆိုတဲ့ကိစ္စကတော့သူတို့ Israel စစ်တပ်အနေနဲ့တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ Iran ရဲ့အသက်အမြအရေးကြီးတဲ့မြေအောက်ဘန်ကာတွေကနျူကလ িয়ার အဆင့်မြင့်တင်ရေးအဆောက်အုံစီမံကိန်းကြောင့်ပဲဖြစ်ပါတယ်။ Israel ဟာအခုချိန်ထိ Iran နိုင်ငံရဲ့ Uranium တန်းစင်စစ်ရုံတွေနျူကလ িয়ার ပညာရှင်တွေပြီးတော့နျူကလ িয়ার နဲ့ပတ်သက်သမျှပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုပေမဲ့ Iran နိုင်ငံကွမ်မြူနာက Fordo လို့ခေါ်တဲ့နျူကလ িয়ার စီမံကိန်းကိုတော့ မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ဒီနေရာကိုအီရန်ကစတင်ဆောက်လုပ်နေခဲ့တာကြားခဲ့ပါပြီ။2009ခုနှစ်ကမှအနောက်နိုင်ငံ ထောက်လန်းရေးတွေကတွေ့ရှိခဲ့တာဖြစ်ပါတယ်။တောင်တွင်းအင်မတန်ထူထပ်တဲ့နေရာမှာရှိတဲ့ဒီစီမံကိန်းဟာမြေကြီးအနှက်ပေပေါင်း290ဝန်းကျင်မှာတည်ရှိတယ်လို့ခန့်မှန်းကြပါတယ်။ဒီဖော်ဒိုမှာရှိနေတဲ့ယူရေနီယံဟာလက်နက်ထုတ်နိုင်လောက်တဲ့အဆင့်ထိရောက်နေပြီလို့လည်းဆိုကြပါတယ်။ဒီစီမံကိန်းကိုအစ်ရီမှာရှိပြီးသားဘုံကျဲလက်နက်တွေဤပညာတွေနဲ့တိုက်ခိုက်လို့မရနိုင်ပါဘူး။ ဒီမြောက်ကစီမံကိန်းကိုဘုံကျဲနိုင်စွမ်းရှိတာအမေရိကန်ပဲဖြစ်ပါတယ်။အမေရိကန်မှာရှိတဲ့ B2 ဘုံကျဲလေယာဉ်ကိုအစ္စရေးကတောက်လျှောက်အကူအညီတောင်းနေကြတာပါ။ဒီဘုံကျဲလေယာဉ်ဟာ GBU-57 ဘန်ကာဖောက်ထွင်းဘုံကိုတည်ယူပစ်ချနိုင်တဲ့တမျိုးတည်းသောလေယာဉ်ပါပဲ။ဒီ GBU-57 ဘန်ကာဖောက်ထွင်းဘုံဟာအရှိအအဖြစ်ပေ20ကျော်ရှိပြီးတော့ပေါင်3000အလေးချိန်ရှိပါတယ်။မြေကြီးတဲကိုပေပေါင်း200ကျော်ဖောက်ထွင်းဝင်ရောက်နိုင်တယ်လို့ ိရပါတယ်။တကယ်လို့အမေရိကန်သားပါဝင်လာခဲ့ရင်အီရန်ရဲ့နျူကလ িয়ার စီမံကိန်းအတွက်အသက်အမြတ်အရေးကြီးတဲ့ဒီနေရာကိုချိန်ချောက်တော့မှာဖြစ်ပါတယ်။ဒေါ်နယ်ထရမ့်လက်ထက်မှာအမေရိကန်နိုင်ငံအနေနဲ့တကယ်ပဲဒီစစ်ပွဲထဲမှာပါဝင်လာတော့မလားဆိုတာစောင့်ကြည့်ရမှာပါ။အစ္စရေးနိုင်ငံဂျေရုရှလင်မြို့မှာရှိနေတဲ့အမေရိကန်တန်ယုံနဲ့အစိုးရဝန်ထမ်းတွေကိုသတိပေးချက်တွေထုတ်ထားခဲ့ပေမဲ့မနေ့ညကတော့အစိုးရရဲ့ထုတ်ပြန်ချက်အရအစ္စရေးမှာရှိနေတဲ့အမေရိကန်တွေကိုကယ်ထုတ်ဖို့လုပ်နေပြီလို့သိရပါတယ်။ တရက်ကတောင်တရုတ်ပင်လယ်ကနေထွက်လာတဲ့လေယာဉ်တင်သင်းမော် USS Nimitz ကအရှိအလဲပိုင်းကိုရောက်တော်မှာဖြစ်တယ်လို့နောက်ထပ်လေယာဉ်တင်သင်းမော် USS Carl Vinson ကလည်းအရှိအလဲပိုင်းမှာရှိနေပြီလို့ဆိုပါတယ်။ဒါအပြင်အချိန်မရွေးတိုက်ပွဲဝင်နေတဲ့ American တပ်ဖွဲ့ဝင်ပေါင်း4600ဟာလည်းအရှိအလဲပိုင်းနိုင်ငံတွေမှာဖြန့်ကျက်တည်ရှိနေပါတယ်။ပြီးတော့မနေ့ညကပဲ မေရိကန်ကာကွယ်ရေးကမထုတ်ပြန်ပေမဲ့သတင်းဌာနတွေအတည်ပြုထားတာကတော့အမေရိကန်လေတပ်ရဲ့စီးဖြစ်လေရင်အနည်းဆုံးအစီး30ဟာဥရောပနိုင်ငံတွေကိုရွှေ့လာခဲ့တယ်လို့သိရပါဗျ။ဒီလေရင်တွေကို Spain, Scotland နဲ့ England နိုင်ငံတွေမှာရပ်နားထားတယ်လို့ဆိုပါတယ်။ဒီစီးဖြစ်လေရင်တွေပြောင်းရွှေ့ရတဲ့ရွေချက်ကိုအတိအကျမသိရသေးပေမဲ့ဒီလိုမျိုး Israel Iran စပွဲအပြင်းထန်ဆုံးကာလမှာရွှေ့ပြောင်းလာတော့တန်တရားရှိစရာကောင်းပါတယ်။ဒီလေရင်တွေကိုအမေရိကန်လေတပ်အနေနဲ့ ခုလိုမျိုးအုပ်စုလိုက်ပြောင်းရွှေ့ရိုးထုံးစံမရှိပါဘူး။ပြီးခဲ့တဲ့တစ်ပတ်ကတည်းကအမေရိကန်လေတပ်ဟာ F16, F22 နဲ့ F35 တိုက်ခိုက်ရေးဂျက်လေယာဉ်တွေကိုအရှိအလဲပိုင်းကိုရွှေ့ထားပြီးပါပြီ။မင်းညာကသမရအိမ်ဖြူတော်မြက်ခင်းပြည်မှာသတင်းထောက်တွေကအမေရိကန်အနေနဲ့အီရန်စစ်ပွဲမှာပါဝင်လာမှလားလို့မေးတော့ပါခြင်းလဲပါမယ်။ပါခြင်းလဲမပါဘူး။ကျုပ်နောက်ထပ်ဘာလုပ်မယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးလို့ဒေါ်နယ်ထရမ့်ကပြောခဲ့ပါတယ်။ပြီးတော့ ်အီရန်တောင်ဝင်ရှိသူတွေကအင်ဖြူတော်ကိုခုလာကျင်နေတယ်လို့လည်းသူကဆိုပါတယ်နျူကလ িয়ার သဘောတူညီမှုအတွက်သူ့အနေနဲ့အီရန်ကိုအချိန်ပေးခဲ့ပေမဲ့ပေးတုံးကမယူခဲ့ဘူးလို့လည်းပြောပါတယ်ဒါပေမဲ့ခုတော့ဖြစ်တော်လဲဖြစ်နိုင်ပါသေးတယ်လို့ပြောပြန်ပါတယ်